က်40ဆိုတဲ့ဘဝမှတ်တမ်းဟာများစွာသောကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ခြင်းကိုပြသနေပါတယ်နော်။ကျွမ်းကျင်သူတွေက40ပြည့်နှစ်မွေးနေ့ဟာတင့်ကျန်းမာရေးကိုကိုယ်တိုင်စစ်ဆေးအကဲဖြတ်ရန် အကောင်းဆုံးအချိန်လို့ဆိုထားပါတယ်နော်။လူတွေကများစွာသောအလौတောင်ဝင်နေတဲ့တဲ့ရွယ်ရလာသောမိဘတွေနဲ့ရင်သွေးငယ်တွေစတာတွေနဲ့မအားလာနိုင်တဲ့အတွက်ကြောင့်မလို့ကျန်းမာရေးကိုဖေးချန်ထားကြပါတယ်ရှင်။သို့သောအသက်40ခုတဲ့ကာလဟာတင့်နေထိုင်မှုကိုစမ်းစစ်ရန်နဲ့ရင်းချေအတွက်စီစဉ်ဆွဲရန်ကာလတစ်ခုပဲဖြစ်ပါတယ်နော်။ ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အသက်40ကျော်လာတဲ့အခါမှာလေ့ကျင့်ခန်းပြုလုပ်ခြင်းကိုမဖြစ်မနေလုပ်ဆောင်ရမယ်ဆိုတာတွေကိုပြောပြပေးသွားပါမယ်နော် ထမတစ်ခုကအမြင်အာရုံနဲ့ပတ်သက်တဲ့ပြဿနာတွေအတွက်တတိပြုရမှာပါအသက်40အရွယ်မှာအမြင်အာရုံပိုင်းအားနဲ့လာစားပြုလာတဲ့အတွက်ကြောင့်မလို့တင့်ရဲ့မျက်လုံးတွေကိုစစ်စစ်ရဲ့လိုအပ်လာပါပြီနော်တင့်အနေနဲ့စေးပလင်းနေနဲ့အခြားသောအရာတွေပေါ်မှာရေးထားတဲ့အညွှန်းတွေကိုဖတ်နိုင်ရမယ်တဲ့မှာစာကြည့်မျက်မှန်လည်းမရှိစာလုံးတိတိလေးတွေကိုလည်းမမြင်ရနိုင်ဘူးဆိုလို့ရှိရင်အရေးကြီးသောအချက်ကိုတင်သိလိုက်မှမဟုတ်ပါဘူးနော် တက်ကြီးရွယ်ဦးဒီမှာဆိုရင်မျက်စိကွယ်ရတဲ့အဓိကအကြောင်းရင်းတစ်ရက်က macular degeneration လို့ခေါ်တဲ့မြင်လွာနောက်ခံသားပျက်စီးတဲ့ရောဂါပဲဖြစ်ပါတယ်။အသက်40ကျော်ပြီးသူတွေရဲ့6%တန်းခန့်မှာဒီရောဂါခံစားနေရပါတယ်နော်။ နေကမျက်မှန်တက်ခြင်းကလည်းကာကွယ်မှုထပ်မံရရှိနိုင်ပါတယ်။နေရောင်ခြည်ကိုထွေးထွေးမှုများလို့ရှိရင်အတွင်းထဲရောဂါဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့နေကမျက်မှန်တက်ခြင်းကလည်းကောင်းတဲ့စိတ်ကူးပါပဲနော်။ဒီမျက်မှန်တွေကိုရွေးချယ်တဲ့အခါမှာခရမ်းလိုရောင်ခြည် A နဲ့ B ကိုကာကွယ်နိုင်သောအမျိုးသားကိုပဲရွေးချယ်ပါနော်။နောက်တစ်ခုကသင်နဲ့ပတ်သက်တဲ့ကိန်းဂဏန်းတချို့ကိုသိအောင်လုပ်တာပါ။အသက်40ရွယ်မှာသင်ရဲ့သွေးပေါင်ချိန်သွေးတင်းမှရှိတဲ့အဆီဒက် ကိုလက်စတောသွေးတင်းတကြားတက်နဲ့ကိုအလေးချိန်စတဲ့တန်ဖိုးတွေကိုတင်ကိုယ်တိုင်သိအောင်လုပ်ထားရပါမယ်နော်မိရဲ့ကိုလက်စတောပမာဏကိုသိရင်လိုအပ်ပြီးတော့ရခင်ကမစစ်ဆေးခဲ့ဘူးဆိုလို့ရှိရင်အသက်40အရွယ်မှာစစ်ဆေးမှုပြုလုပ်သင့်နေပါပြီနော်နှီးစက်ရဆေးကန်းနေမှာသွေးပေါင်ချိန်တိုင်းနာဆရာဝန်နဲ့တိုင်ပင်ပြီးတော့သွေးတွင်းတကြားတက်စီးကျူရှိမရှိတွေကိုလည်းစစ်ဆေးသင့်ပါတယ်နော်ဒီတန်ဖိုးတွေကိုသိရှိခြင်းကတေရောသိဆရာဝန်ကပါတိမ်မြုပ်နေတဲ့ယောဂတစ်ခုကိုတွေးနိုင်ပါပါနော် ။နောက်တစ်ခုကကြက်သားလေးချိန်ခန်းနေလောက်တာပါ။အသက်40ရွယ်မှာစားလို့ရှိရင်တစ်နှစ်မှာဆိုလို့ရှိရင်ကြက်သားဟာ100ကိုင်နှုန်းကန်ဆုံးရှုံးတတ်ပါတယ်။ဒါကြောင့်မလို့အလေးမတဲ့လေးချိန်ခန်းနှလုံးကျန်းမာရေးနဲ့ဆိုင်တဲ့ကာဒီယိုလေးချိန်ခန်းနေနဲ့တွဲဖက်ပြီးတော့တပတ်စာလေးချိန်ခန်းအစီအစဉ်တွေကိုအားထုတ်မယ်ဆိုလို့ရှိရင်အကျိုးကျေးဇူးတွေရနိုင်ပါတယ်နော်။အသက်ရွယ်ရလာလေးလေးခန္ဓာကိုယ်ရဲ့ပြော့ပြောင်းမှုဟာနည်းပါးလာလေးဖြစ်ပါတယ်နော်။နေ့စဉ်လုပ်နေတဲ့ယောဂလေးချိန်ခန်းနဲ့ခန္ဓာကိုယ်ဟန်ချက်ညီတဲ့လေးချိန်ခန်းတွေကိုလည်းထည့်သွင်းပြုလုပ် ပ်တင်ပါတယ်နော်ဒီလေးခြင်းကဏ္ဍကတင့်ရဲ့ခန္ဓာကိုယ်ကကိုယ်ဆက်မှုစွမ်းရည်တွေကိုယ်ခန္ဓာအတွင်းပိုင်းစွမ်းအားတွေ ဟန်ချန်ညီမှုနဲ့လှုပ်ရှားမှုတို့ကိုတိုးတက်ကောင်းမွန်စေပါရယ်နော်နောက်တစ်ခုကအမြင့်တက်မြင်များစားတာပါအစားအများကြီးစားတော့လေကိုယ်လေးချိန်မတက်တော့နေရက်တွေကကုန်ဆုံးသွားပါပြီနော်အသက်40အရွယ်မှာတင့်ခန္ဓာကိုယ်ရဲ့ဇီဝကံမဖြစ်စဉ်တွေကနှေးလာတဲ့အတွက်ကြောင့်မလို့ကယ်လိုရီနည်းနည်းစားမှသာကျန်းမာရေးနဲ့ညီညွတ်နိုင်မှာပါနော်ဒါပေမဲ့လုံလောက်တဲ့အမြင့်တက်ပမာဏကိုစားသုံးပေးဖို့နဲ့ရေများများတောက်ပေးဖို့ကိုတော့တတိပြုစေချင်ပါတယ်နောက်တစ်ခုကထိခိုက်တံရနဲ့အဆင်မြင့်နာကျင်မှုတွေမဖြစ်အောင်ကြိုးစားတာပါ အသက်အရွယ်ရလာတဲ့အခါမှာကျမတို့ရဲ့စက်သားတွေနဲ့တွဲဆက်ထားတဲ့အယုတ်တွေကတောက်တင်းလာတဲ့အတွက်ကြောင့်မလို့ဒဏ်ရာရဖို့ပို့ပြီးတော့လွယ်ကူပါတယ်နော်။လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အခါအစင်းမြစ်တွေပပတ်လည်မှာရှိတဲ့စက်သားတွေကတံမာလာတဲ့အတွက်ကြောင့်မလို့ဒဏ်ရာရနိုင်ခြေကနည်းသွားပါတယ်။ဒါအပြင်အစင်းမြစ်ကြိုက်ခဲမှုကိုလည်းတက်တာစီပါတယ်နော်။နောက်ဆုံးတစ်ခုကအယုတ်ကျမရေးကိုဂယုစိုက်တာပါ။အသက်ကြီးလာတဲ့အခါမှာအယိုးတွေပါလာတာပွားလာတာကိုဖြစ်စေပါတယ်။အယိုးတိတ်သေးသောကို ထိန်းနိုင်မှုဆိုရင်အလေး းမလေးကျင့်ခန်းနဲ့တွန်းကန်လေးကျင့်ခန်းတွေကိုပြုလုပ်ပေးတင်ပါတယ်နော်။လုံနေကြအလေးမလေးကျင့်ခန်းတွေကိုဆက်နဲ့လဲတွေးလေးကျင့်လို့ရပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးမှာပါဝင်ရန်ဆက်မပါဘဲနဲ့အလေးမတုံတက်တက်ဖြစ်ဖြစ်လေးကျင့်တာ တွန်းကန်နိုင်တဲ့တရေပြားတွေနဲ့လေ့ကျင့်တာတို့ကိုလည်းပြုလုပ်လို့ရပါတယ်နော်။အောက်ပိုင်းထိုင်တဲ့လေ့ကျင့်ခန်းတွေ၊ရှေ့တိုးနောက်ဆုံးလုပ်တဲ့လေ့ကျင့်ခန်းတွေ၊ပတ်ခုံးနဲ့လက်မောင်းအရှိတားလေ့ကျင့်ခန်းလုပ်တာတွေလည်းပါဝင်ပါတယ်နော်။ဒီလေ့ကျင့်ခန်းတွေကတင်းနေစဉ်ဘဝမှာပြုလုပ်နေတဲ့လှုပ်ရှားမှုတွေပါနော်။ဥပမာပြောရရင်တစ်တာမာတာတွေနဲ့လေကားတက်တာတွေတို့နဲ့လည်းတူညီပါတယ်လို့ပြောချင်နေတယ်ပဲ။ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်နော်။အားလုံးပဲနေကောင်းကြပါစေရှင်။